ကိုဝင်ဆောင်ချိန်မှာရုပ်ရည်ဆူဆူဝါးဝါးပြောင်းလဲခဲ့တဲ့မိန်ကလေးရဲ့အဖြစ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုဝင်ဆောင်ချင်းဆိုတာမိခင်တယောက်အတွက်တော့အလားဆုံးအချိန်လို့ပြောကြတာလည်းရှိပါတယ်။ဝမ်ပိုက်ကလေးပူဖန်းလာတော့ pregnancy glow လို့ခေါ်တဲ့ကဝင်ဆောင်မိခင်အလှတရာတိုးပွားလာတဲ့အခါမျိုးကိုစုလို့တာပါဒါပေမဲ့တချို့တွေကလည်းအဲ့ဒီအချိန်မျိုးမှာစိတ်ဖိစီးမှုနဲ့ဟော်မုန်းအပြောင်းလဲတွေကြောင့်ကိုယ်ရုပ်ရည်ကိုကိုမနစ်တက်ရတဲ့ကိစ္စမျိုးတွေလည်းရှိတတ်ကြတာပါ ဒီလိုကိုဝင်ဆောင်ထားရတဲ့အချိန်ကအမျိုးသမီးတွေအတွက်အထူးခိုက်မခံတဲ့အချိန်လေးဖြစ်ပါတယ်။မလေးရှားနိုင်ငံကအသက်28နှစ်အရွယ်ကာမာလီရဲ့ဖြစ်ကတော့ကိုဝင်ဆောင်မိခင်တွေကြုံခဲ့ရတဲ့အဖြစ်အထင်းမှာတော်တော်လေးဆိုးတဲ့အခြေအနေလေးကိုပါနေခဲ့ရပါ။ Foreign Pfizer လို့ခေါ်တဲ့ဒီကောင်မလေးက2025ခုနှစ်အစပိုင်းမှာပဲကိုဝင်ရှိချောင်းစပြီးတော့သိခဲ့ရပါတယ်။အဲဒီတုန်းကတော့စိတ်လှုပ်ရှားဝမ်းသာနေခဲ့ရတာပါ။ဒါပေမဲ့အဲ့ဒါကနှစ်လလောက်ပဲကြာမြင့်ခဲ့ပါတယ်။ ကိုဝင်နှလအကြော်မှာတော့ကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုကိုစတင်ကြုံခဲ့ရတာပါ။ချုံဝင်ကျင်လင်းနဲ့မျက်နာလေးဟာပွန်ယောင်းယောင်းဖြစ်လာပါတယ်။အနေရောင်အဖူအပိန့်တွေကအနေရယူလာခဲ့ပါတယ်။ကာယကရှင်ကောင်မလေးရဲ့ပြပြချက်အရမျက်နာတစ်ခုတော့အကြီးပြောကြနေတယ်လို့ပူဆက်ပူလောင်ပြီးရာရံတဲ့ခံစားမှုမျိုးအမြဲဖြစ်နေခဲ့တယ်လို့သိရပါတယ်။ကြောက်စရာကောင်းတဲ့အပြောင်းလဲကြောင့်ဒီကောင်မလေးကကိုမျက်နာကိုမှန်နေမကြည့်ရအောင်ဖြစ်ခဲ့ရပါတယ်။ လူတွေရဲ့အကြည့်ကိုရှောင်ရှားဖို့အတွက်အပြင်ထွက်တိုင်းမတ်စတက်သွားခဲ့ရတာပါသူအဖြစ်ကိုသူကိုယ်တိုင်လည်းယူကျုံမရဖြစ်နေခဲ့ရပါတယ်။ဒါပေမဲ့ရင်သွေးလေးမွေးပြီးရင်အရာအလုံးပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပြီးတော့အားတင်းခဲ့ရပါ။မေလာလောက်ရောက်မှတော့ဒီကမလေးဟာအခြေအနေတွေကိုလက်ခံနိုင်သွားပါပြီ။အဲ့ဒီချိန်မှာကိုဝင်မဆောင်မီပုံနဲ့ကိုဝင်ဆောင်နေစဉ်ပုံတွေကိုနှိုင်းယှဉ်ပြီးတော့လူမှုကွန်ရက်ပေါ်မှာဝေမျှခဲ့ပါတယ်။ ကိုဝင်ဆောင်မိခင်တွေကြုံတွေ့ရတဲ့အခက်အခဲတွေကိုစာနာစေခြင်းလိုပါပဲ။အဲ့ဒီအချိန်မှာဒီကောင်မလေးကကိုဝင်ဆောင်အတွက်ကျမ်းမာရေးစောင့်ရှောက်မှုယူရတဲ့ကိစ္စတွေမကပဲအရေးပြားအတွက်ကုသမှုတွေကိုခံယူနေရတာပါ။အေးပြားဆရာဝန်ရဲ့လေးလာစမ်းစစ်ချက်အရသူ့ရဲ့ယောဂါကရိုးရိုးဝက်ချံထွက်တာမျိုးမဟုတ်ပဲအရန်ရှာပါပြီးပြင်းထန်တဲ့နှင်းခုနာယောဂါမျိုးဖြစ်တယ်လို့သိရပါတယ် ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ကိုဝင်ဆောင်ချိန်မှာအပြောင်းအလဲဖြစ်တဲ့ဟော်မုန်းနဲ့ကိုခင်အားစနစ်တို့ရဲ့မူမမှန်တဲ့တုံ့ပြန်မှုတွေပေါင်းဆက်သွားတာအကြောင်းလို့ပညာရှင်တွေကကြောက်ချက်ချခဲ့ရပါကိုဝင်ဆောင်ချိန်မှာဟော်မုန်းထုတ်လွှတ်မှုအမြင့်တင်လာတဲ့အတွက်အစီထုတ်လွှတ်မှုကဝါမြင့်တက်စေပြီးအရေးပြားရဲ့အကြောင်းရင်းမှုတုံ့ပြန်ချက်ကိုပြောင်းလဲစေခဲ့တာပေါ့ဒီလိုအခြေအနေမျိုးမှာဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုအပူချိန်နဲ့အတောက်သုံးရတဲ့ဈေးဝါးတွေကြောင့်အခြေအနေကပိုပြီးတော့ဆိုးသွားခဲ့တာပါ တကယ်တော့ဒီယောဂကိုသေချာမကုနိုင်ရင်မျက်နှာမှာအမာရွတ်တွေကျန်ခဲ့တဲ့အထိဖြစ်စေနိုင်တယ်လို့ဆရာဝန်တွေကပြောပါတယ်။စောစောစီးစီးနဲ့ဖိဖိစီစီကုသနိုင်မှာတော်ရကြမှာပါ။ကိုဝင်မရှိသူတွေအတွက်ဆိုရင်တော့ဆေးပြင်းတွေတောက်ပြီးကုသတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီကောင်မလေးကျတော့ကိုဝင်ဆောင်ထားရတဲ့အတွက်ဆေးကိုတွတ်ဆနေရတာပါ။ဒီကောင်မလေးကအဲ့ဒီအခက်ခဲတွေကိုအန်တူရင်းရင်သွေးလေးကိုအအောင်မြင်မြင်နဲ့မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားပြီးနောက်မှာတော့ဟော်မုန်းတွေပြန်တည်ငြိမ်လာပြီးမျက်နှာရောင်ရမ်းနာတွေညှော့သွားခဲ့ပါတယ်။အဖူပိန်တွေကိစ္စကတော့လေဆာကူထုံးတွေနဲ့ဆက်လက်ကူတာနေရလို့သိရပါတယ်။အရင်ကလိုချက်ချင်းပြန်ဖြစ်ဖို့မလွယ်ပေမဲ့ဒီကောင်မလေးကတော့အစိတ်ပြတ်မနေပါဘူး။ဘာလို့လဲဆိုရင်ရင်သေးအတွက်ပေးဆက်ရတာတန်တယ်လို့ယူဆခဲ့ရပါဒီဖြစ်ပျက်တွေကိုတွေးကြုံမှုတဲ့မိမိတွေရောရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။